်င်္ဂလာပါဟုတ်ဒါလေးကတော့ကျွန်တော်ရဲ့ episode 4ပေါ့နော်ဟုတ်ဒါလေးကတော့ကျွန်တော်သင်တန်းသားတွေကမေးထားလို့တော့မဟုတ်ဘူးဗျကျွန်တော်ရှိက episode ဒီမှာပြောခဲ့တဲ့ performance အနေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တခြားပေါ့နော်အဲရှာอืมတော့ဆရာတယောက်ကပြောထားတာလေးနဲ့သွားပြီးတတိယမိလို့ပေါ့နော်အားလေးကိုကျွန်တော်ပြန်ပြီးတော့ဖောက်တည်ချတာပေါ့နော်ပြောမစင်တော့ပြန်ပြီးတော့ ဒါမျှဝေတဲ့သဘောပါဟုတ်အအရင် episode တစ်ခုမှာလည်းကျွန်တော်ကဒီဝန်ထမ်းတွေရဲ့เนาะ performance နဲ့ကျွန်တော်တို့ productivity ရဲ့အကြောင်းကျွန်တော်ပြောခဲ့တာဆိုတော့အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားမိတာလေးပေါ့နော်အာပြီးတော့လည်းအရင်တော့အရှာဒီဆရာတယောက်မျှဝေထားတာလေးလည်းကျွန်တော်ပြန်ပြီးတော့ခေါင်းထဲပေါ်ပြီးတော့ကျွန်တော်အဲ့ဒါလေးထပ်ပြီးတော့ sharing ပြန်လုပ်မှာပေါ့နော်အာပြီးတော့လည်းကျွန်တော်ကျွန်တော်ရဲ့အာဒီ စဉ်းစားမှုစဉ်းစားပြီးလေးလဲကျွန်တော်ထပ်ပြီးတော့ပြောပြီးမှာပေါ့နော်ဟုတ်အဲ့ဒါလေးကတော့ဗာလဲဆိုတော့ performance နဲ့ပတ်သက်ပြီးတော့ဖော်မြူလာလေးရှိတယ်ပေါ့နော်ဒါအာဒီ Saudi တဲ့မှာလဲကျွန်တော်တွေ့ဘူးတယ်ဒီဆရာတယောက်မြောက်ဝီကလဲကျွန်တော်နားထောင်မှုတယ်အဲဒါတော်လေးကောင်းပါတယ်တော်တော်လေးစဉ်းပြေးပါတယ်အာကျွန်တော်သဘောကျတယ်ပေါ့နော်ဒီစားလေးအားလေးကျွန်တော်မျှပြီးပြန်မျှဝေပါအဲ့ဒါတော့ performance နဲ့ပတ်သက်ပြီးတော့ရှိရင်တဲ့သူက formula လေးက performance formula လေးကပေါ့နော်တချို့လဲ AMO formula လို့ခေါ်ကြတယ်အဲသူက formula function of e uh is to uh m is to o ဆိုပြီးတော့ e ရဲ့ m ရဲ့ o ရဲ့မြောက်ထားတယ်ဆိုတော့ဒီ function formula လေးရှိပါတယ်တဲ့ဟုတ်လားเนาะအ e ဆိုတော့ကျွန်တော်သိရတဲ့အတိုင်း ability လောက်ဆောင်နိုင်စွမ်းပေါ့နော်ဆောင်ရွက်နိုင်စွမ်းအာနော်နောက်ပြီးရှိရင်ကျွန်တော်တို့ motivation ဆိုတဲ့အစိတ်အားတက်ကြွမှုနောက်ပြီး opportunity ဆိုခွန်လမ်းဒီသုံးခုနဲ့ချိတ်ဆက်ထားရပေါ့နော်ဆိုလိုချင်တာအ ability ဆိုတော့ကျွန်တော်တို့လုံနိုင်စွမ်းပေါ့နော် ability ဆိုတော့ကဘာလဲဆိုတော့အဒီဇာတ်ထပ်ပြီးတော့မျှဝေတယ်သူ့လေ အပြဝင်မှာဆိုရင်သူက ability ဆိုတာ skill ရဲ့ knowledge ရဲ့ experience ရဲ့လို့ပြောတယ်ပေါ့နော်ဟုတ်အဲ့အားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တခွင်းစီထပ်ပြီးတော့ကျွန်တော်တစ်ချက်လေးဟောရှင်းပြပေးမယ်ပေါ့နော်ဟုတ်ကျွန်တော်တို့နောက်ဆက်လိုက်ပြီးသွားကြည့်လိုက်မယ်ဟုတ်ဟုတ်ပြီ knowledge ပေါ့ပထမဆုံးကျွန်တော် knowledge ကိုကျွန်တော်ရှင်းပြမယ်ဟုတ်ဘာလို့ကျွန်တော်လဲဝန်ထမ်းတွေကိုအာဝန်ထမ်းတွေဖြစ်သည်အာတခြားလူတွေဖြစ်သည်အဓိကအဖြစ်ကျွန်တော်သူတို့ကို ပထမဆုံးဘာ ပံ့ပိုးပေးတယ်လဲဆိုရင် knowledge ကိုကျွန်တော်အရင်ဆုံးပံ့ပိုးပေးတယ်အသိပေါ့နော်အဓိကကတော့အသိကျွန်တော်ဒီဟာဝန်ထမ်းနေဆိုရင်လည်းဝယ်အောင်နဲ့ပတ်သက်ပြီးတော့အသိသိသွားအောင် management ဆိုလည်း management ပတ်သက်ပြီးတော့သိသိသွားအောင်တာမန်ဝန်ထမ်းဆိုလည်းတာမန်ဝန်ထမ်းအလျောက် supervisor ဆိုလည်း supervisor အလျောက်ပေါ့နော်တင်တော်တဲ့အသည့်တွေ knowledge တွေရှိအောင်ကျွန်တော်အမြဲတမ်းကျွန်တော်ပံ့ပိုးပေးလေရှိတယ်ပေါ့နော်အဲ့တော့ knowledge ဆိုတာဘာလဲဆိုလို့ရှိရင်ဒီမှာဒီက definition လေးတိုင်းပါပဲ knowledge ဆိုတာကျွန်တော် theoretical တွေ theory တွေ ဒါမှမဟုတ်လည်း practical လက်တွေ့ပေါ့နော်တစ်ခုခု subject တစ်ခုခုကျွန်တော်ဆိုတော့အာကျွန်တော်တို့ warehouse ပိုင်းဆိုလေကျွန်တော်တို့ warehouse တမှာဆိုတော့ warehouse ပိုင်းနဲ့ပဲပြောလိုက်ပါမယ် warehouse ပိုင်းဆိုလေ warehouse ပိုင်းနဲ့ပတ်သက်ပြီးတော့အာ theory ပိုင်းလဲကျွန်တော်တို့သိသွားအောင်လက်တွေ့ပိုင်းလဲသိသွားအောင်အဲ့လိုအသီးတစ်ခုခုဒီဘ ਹੁ တုတ္တပေါ့နော် knowledge ပဲဒါဟုတ်ဆိုလိုတာပါဟုတ် acquire through learning or experience ဟုတ်လား knowledge ကကျွန်တော်တို့ဘယ်လိုနေရာတွေရနိုင်မလဲဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လေ့လာတာဟောတခြားသူတွေ sharing လုပ်တာတွေပြန်လေ့လာတာ ဒါမှမဟုတ်လည်းသင်ယူတာဒီလိုမျိုးတွေကကျွန်တော်ရနိုင်ပါတယ်အဲနောက်တစ်ချက်ကတော့ရနိုင်တာကတော့လက်တွေ့ပေါ့လက်တွေ့လုံးနဲ့ experience တွေလေကျွန်တော်တို့ဟိုရနိုင်ပါတယ်ပေါ့နော်ဒါဒီ knowledge ကိုရနိုင်ပါတယ်ဟုတ်လားအဲ့တော့ knowledge ဆိုတာဘာလဲဆိုတော့တကုတ်ခုကိုဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော် theory ဘိုင်းသိတာဟုတ်လား knowledge လို့ခေါ်ပါတယ်ဟုတ်လားအဲ့တော့ knowledge ကြီးကဘယ်ချိန်မှာတိုးလာတယ်လဲဆိုရင်ကျွန်တော်တို့အတွေ့အကြုံတွေများလာတယ်လုပ်ငန်းအတွေ့အကြုံတွေများလာတယ်ဟုတ်လားပြောဆိုဆက်ဆံတဲ့အတွေ့အကြုံတွေများလာတယ်လေ့လာတယ်များလာတယ်ဆိုတာကျွန်တော် knowledge တွေတိုးလာပါလိမ့်မယ် ဟုတ်ပြီအဲ့တော့ knowledge ဆိုတာဘာလဲဆိုတော့ကျွန်တော်သိသွားပြီဆိုတော့ skill ဆိုတာဘာလဲကျွန်တော်တို့လေ့လာကြည့်ပါဘောလားအာ skill ဆိုတာ knowledge increase with experience ကျွန်တော်တို့ဒီခုနကအသိပညာတော့ကျွန်တော်တို့ဘာလဲအာတွေ့ကြုံတွေတိုးလာတယ်များတိုးလာတယ်တဲ့ practice or learn through behavior ဒီ skill ဆိုတာလည်းအဲ့လိုမျိုးတိုးလာတဲ့ခါကျတော့ကျွန်တော်တို့က ဒါကျွမ်းကျင်မှုတွေရှိလာတာပေါ့နော်စကင်းမှာလည်းအများကြီးရှိတာပေါ့ဗျာဟုတ်လားဟိုအဓိကအဖြစ်တော့ဒီမှာ now slide လေးဆိုတာကျွန်တော်ပြောပြမယ် hash key တို့ soft key တို့ဒါမျိုးတွေရှိတာပေါ့နော်ဟာ hash key တွေကလည်းဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်လေ့ကျင့်သင်ကြားလို့ရှိရင်ဒါကျွန်တော်တိုးတက်လာနိုင်ပါတယ်နော် skill can be developed with practice ဆိုတာလေ့ကျင့်သင်ကြားလေးကျွန်တော်တက်လာနော်ဟုတ်လားဟုတ်ပြီ ability ကြတော့ကျွန်တော်လုံနိုင်စွမ်းပေါ့နော်ဟုတ်လားဟာလုံနိုင်စွမ်းဆိုတော့ကျွန်တော်တို့အခုက knowledge တွေလည်းရှိလာပြီ skill တွေလည်းရှိလာပြီဆိုတော့လုံနိုင်စွမ်းလည်းရှိလာပြီ ability is the quality of being able to do something တခုခုကိုကျွန်တော်တို့စောင့်မျက်နှာနဲ့လုပ်နိုင်ကြအောင်ကျွန်တော် ability လို့ခေါ်ပါတယ်တဲ့ဟုတ်လားနေထွေးရော in bit နော်ကျွန်တော်တို့တချို့ကြလဲဒါဟိုတနေရာမှာထူးချွန်တာရှိကြတာပေါ့ဗျာတချင်းဆိုရဲလူတွေဟိုအမှုပညာဝါဒလူတွေသဘောပြီးသိကြတယ်ဟုတ်တယ်မလားသူတို့တဘာဝတရားကြီးကပေးလာတဲ့ kit တခုနဲ့ကျွန်တော်တို့ပို့ပြီးတော့အဲ့ဒီနေရာမှာထူးချွန်ကြတဲ့လူတွေရှိတယ်ဒီဒါမှမဟုတ်လေကျွန်တော်တို့ဒါလ ీల ာသိမ်းယူပြီးပြိုးထောင်ပြီးတော့ကျွန်တော်တို့ဖြစ်လာတဲ့ အာ ability လည်းရှိပါတယ်ဒါလားနော်အဲ့တော့ ability ဆိုတာလည်းကျွန်တော်တို့အာ can be improved at certain extent နော်တနည်းအားဟိုတက်မှတ်ထားတဲ့တစ်ခုခုပေါ့နော်ဒီခုရအောင်လို့ကျွန်တော်တို့ကြိုးစားလို့ရပါတယ်ပေါ့နော်ဟုတ်ပြီဟုတ်ပြီအဲ့ဒီမှာလည်းကျွန်တော်ထပ်ကြည့်ကြမယ်အသေးသေးလေးထပ်ရှင်းပြထားပါအဲ့တော့ knowledge တွေကဘာတွေရှိမလဲဆိုရင်တဲ့ knowledge ဆိုတဲ့အပိုင်းမှာကျွန်တော်တို့ technical knowledge ဆိုတဲ့ကျွန်တော်လုပ်ငန်းပိုင်း ဘာလို့ကျွန်တော် warehouse ဆိုလဲ warehouse မှာဆိုလဲ warehouse ပိုင်းမှာစေးသမားဆိုလဲစေးသမား marketing မှာဆိုလဲ marketing မှာအဲဒီလိုမျိုးလုပ်ငန်းဆိုင်ရာအာဘဟုတုတပါနော်အဲအသိရှိတာကို technical knowledge လို့ခေါ်တယ် industrial knowledge ဆိုတော့လည်းကျွန်တော်ဒီလောက်ကတည်းကကျွန်တော်တို့ဆိုရင်အာ warehouse ဆိုရင်ဘယ် industry မှာပါလဲဆို supply chain တို့ logistics တို့ဒီထဲမှာပါပါတယ်ဟုတ်လားအဲ့တော့အဲ့ဒီ industrial knowledge တည်ရှိတာမျိုးပေါ့နော်ဟုတ်လား regulatory knowledge ဆိုတာကျွန်တော်စီမင်းစီကန်းနဲ့ဒီအာဥပဒေထုံးနာစီရာလိုက်နာရတဲ့ဟာမျိုးတွေဘာတွေရှိလဲဆိုတာပေါ့နော်ကျွန်တော်တို့ logistics ဘက်ဆိုလက် export import ဘက်နဲ့ပတ်သက်ပြီးတော့အစိုးရထမှတ်တဲ့ဟာတွေ regulatory တွေဘာတွေရှိလဲအမိုးတွေသိတဲ့ knowledge မျိုးပေါ့နော် product knowledge ဆိုတော့ကျွန်တော် warehouse ဘက်ဆိုလက်ကျွန်တော်ကုန်ပစ္စည်းတွေအာဘာပစ္စည်းတွေဘလို့ကန်တွေရမဘလို့ထိန်းသိမ်းရမလို့သိသိရမလဲသိတဲ့ product knowledge မျိုးပေါ့နော်ဟုတ်လား organization knowledge ဆိုလက်ကျွန်တော်တို့ဒီ management မဆိုင်ရာဆိုပြီးပြော စိုင်သွားတာပေါ့နော်အာလုပ်ငန်းရင်ဘယ်လိုတိစောက်ထားရလဲဘယ်သူကလူကြီးဘယ်လိုတောင်းဝင်နေယူရဒီလိုမျိုးလုပ်ငန်းဆိုင်ရာနဲ့ပတ်သက်တဲ့ knowledge တွေရှိတာပေါ့ဗျာဟုတ်နော်ဒါတွေကိုကျွန်တော်တို့က knowledge လို့ခေါ်ပါတယ် skill ဆိုတာလည်း skill မှာလည်းအများကြီးရှိပေါ့နော်ကျောဆိုဆက်တဲ့အနေနဲ့ကျွန်တော်တို့ communication skill ရှိတယ် problem solving ဆိုတဲ့ကျွန်တော်တို့ပြဿနာတွေဖြေရှင်းတဲ့ skill တွေရှိမယ် leadership skill တွေရှိမယ်ဟုတ်လားအများကိုဥဆောင်နိုင်စွမ်းခေါင်းဆောင်နိုင်စွမ်းစွမ်းရည်တွေရှိမယ် analytical skill ဆိုတာတခုခုဆိုရင်ကျွန်တော်ခွဲခြားသိခံနိုင်စွမ်းတွေရှိမယ်နော်ဒီလိုမျိုး skill တွေရှိပါတ ability ကြတော့ကျွန်တော်တို့အာသူကကြတော့ဘလူးမျိုးရှိလဲဆို critical thinking တော့ခွဲခြားစိတ်ဖြာစဉ်းစားနိုင်ဆိုတာ adaptability ဆိုတာကျွန်တော်လိုက်ရောညီတွေရှိနိုင်ဆိုတာ attention to detail ဆိုတာအသေးစိတ်တွေဟိုကြနိုင်ဆိုတာပေါ့နော် leadership တို့ emotional intelligence ဆိုတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကြထိန်းချုပ်နိုင်ဆိုတာပေါ့နော် emotional intelligence ဆိုကျွန်တော်တို့က self awareness တို့ self regulation တို့လိုစားသဖြင့်ပေါ့နော်ဒါဟာဒီဒီအပိုင်းနေကျွန်တော်တို့ဟိုစိတ်သက်ပိုင်းဆိုင်ရာပေါ့နော်ထိန်းချုပ်နိုင်ဆိုတာသိနိုင်ဆိုတာမြင်တာပေါ့နော် creativity ရှိတယ် resilience ရှိတယ်เนาะဒါမောရီယာကျတော့ ability ထဲမှာပါသွားပါလေတဲ့ဒါသူရဲ့နမူနာလေးပေါ့เนาะဟုတ်ဟုတ်ပြီအဲ့တော့ခုန skill ဆိုတော့မှလည်းကျွန်တော်ပြောသလိုပဲ hard skill ရှိတယ်တော့ soft skill ရှိတယ်ပေါ့เนาะ soft skill ကတော့ကျွန်တော်တို့များသောအားဖြင့်တော့ဒါ communication ပိုင်းဆိုင်သွားတာပေါ့เนาะလူတွေနဲ့ဘယ်လိုပြောဆိုဆက်သက်မယ်အာဆက်သွယ်ပြောဆိုမယ်ဟလာဟိုဟိုကျွန်တော်တို့က soft skill ထဲမှာထည့်ပါတယ်ဟလာနော်အဲ့တော့ဒီမှာသူများနဲ့ဘယ်လိုလုပ်လုပ်နိုင်လဲဆိုတာ အဲလုတ်တွဲလုတ်နိုင်တယ်ဆိုတာဒါ scope scale တော့မှာပါပါတယ်ဟုတ်လားအဲ့တော့ဒီလို soft scale မျိုးကတော့ကျွန်တော်တို့ဒီ industry မှာလွတ်လွတ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ warehouse ဘိုင်းမှာပဲလွတ်လွတ်တခြားအာ industry ရောက်သွားတယ်တခြားလုတ်ကိုရောက်သွားတယ်ဆိုရင်ဒါကအသုံးချလို့ရတဲ့ soft scale ပါနော်ဟုတ်လားအသုံးချလို့ရပါတယ်ဒီခါလေးကျတော့လေအဲ့ soft scale ကတော့အာဒီလူဘယ်လောက်ရှိတယ်ဘယ်လိုရှိရဆိုတော့အဲ့လိုလို့တော့ကျွန်တော်တို့ပြောရခက်တဲ့အထက်မှာတော့ပါပါတယ်ပေါ့နော်တိုင်းတာခက်တဲ့အထက်မှာတော့ပါပါတယ်တဲ့ hard scale ကြတော့ကျွန်တော်တို့ဘာတွေကိုပြောမလဲဆိုတော့ technical scale ကိုပြောတယ်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးရောသိရှိတာကျွမ်းကျင်တာဒါကိုတော့ကျွန်တော်တို့ hard scale ထဲမှာထည့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအများသောအဖြစ်သူကခန္ဓာတစ်ခုကျွန်တော်တို့လည်း warehouse ဘိုင်းဆို warehouse ဘိုင်း logistics ဘိုင်းဆို logistics ဘိုင်း supply chain ဘိုင်း supply chain ပေါ့နော်အော်တက်တော်တဲ့အဲဒီ industry မှာပဲကျွန်တော်တို့အသုံးပြုလို့ရမယ်နော်ဒီနေရာမှာတည်ရတက်တယ်ဆိုပြီးတခြားဟိုစိတ်ကူးတဲ့ဟာတို့ဘာလို့မှကျွန်တော်တို့သွားလို့လို့မရဘူးပေါ့နော်အလားပါသွားပြင်တဲ့နေရာတွေပဲသွားသုံးလို့မရတဲ့ဟာတွေရှိရပေါ့နော်အဲ ဒါ generally ပြောပြတာပေါ့နော်ဟုတ်ဒီလိုမျိုးပေါ့နော်အဲ့တော့ဒီကောင်ကများသောအားဖြင့်တော့ကျွန်တော်တို့ industry ရဲ့တစ်ခုခု အလုပ်တစ်ခုကို transport လုပ်ဖို့ရခက်ခဲပါတယ်ပေါ့နော်ဟုတ်လား software ကတော့ကျွန်တော်တို့အဲ့လိုအသုံးချလို့ရပါတယ်ပေါ့နော်ဟုတ် SK တွေမှာ software တွေပြောပြထားတယ်ပေါ့နော်ဟုတ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီခုနောက်ကခါလေးအတိုင်းပဲပြောမယ်ဆိုရင်ကျွန်တော် knowledge တွေ knowledge ဆိုတာဘာလဲဆိုတော့ဟိုအတိုင်းတော့ငါတို့ဘာတွေသိလဲဆိုတော့ knowledge တွေရှိမယ် အနောက်လို့ရှိရင်ကျွန်တော်တို့ဒီလိုတိလာတဲ့ knowledge တွေကိုသုံးချမယ်လို့ထဲမှာသုံးချမယ်လို့ဒီမှာအတွေ့အကြုံတွေရှိလာပြီ what i have done ဆိုကျွန်တော်တို့ဘာတွေလုပ်ခဲ့တယ်လဲကျွန်တော်လုပ်ခဲ့တာကြီးပါအဲ့တော့ experience တွေရှိလာပြီအဲ့ဒါဆိုရင်ကျွန်တော် knowledge လည်းရှိလာ experience ရှိလာပြီ ability လုံနိုင်ဆိုတာနေလည်းကျွန်တော်ရှိလာတယ် what can i i can do ဆိုတော့ကျွန်တော်တို့ဘာတွေလုံနိုင်မလဲဒါ worry ရှိလာအဲ့တော့ဒီဟာတွေအားလုံးစုလိုက်လို့ရှိရင်ကျွန်တော်တို့ competency ဆိုတဲ့ဒီတစ်ခုမှာကျွမ်းကျင်မှုပေါ့နော်အများတဲ့သားလွန်ပြီးတော့ကျွမ်းကျင်မှုရှိသွားပါလိမ့်မယ်တဲ့ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အလုပ်ရဲ့အတွေ့အကြုံတွေအလုပ်ရဲ့အတွေ့အကြုံတွေမှာခုနက knowledge တွေ skill တွေ expertise ဆိုတဲ့ကြွားကျင်မှုပေါ့အဲ့ဒီအလုပ်မှာဒါမျိုးတွေပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ CV တို့ဒီ resume တို့မှာဒါကျွန်တော်တို့ရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ work history မှာတော်လေးပြရလို့ရတယ် job experience တွေဖြစ်သွားပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ခုနကပြောတာတွေကတော့ဒါမှာပါလေဆိုတော့ခုနကအဲပထမဆုံးကျွန်တော်တို့ slide လေးကိုကျွန်တော်ပြန်ပြန် ပြန်ပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနက skill ရယ် knowledge ရယ်ဟုတ်လား ability ရယ်ဆိုပြောခဲ့တာရှိရပေါ့နော်အဲ့တော့တခါတလေကျတော့ကျွန်တော်တို့ဝန်ထမ်းတွေအသက်တွေခန့်ရတာရှိရပေါ့နော်ဝန်ထမ်းအသက်တွေခန့်ရတယ်အထူးသဖြင့်ကျွန်တော်အခုလက်ရှိလုပ်နေတဲ့အလုပ်မှာဆိုလို့ရှိရင်ဝန်ထမ်းများစွာကျွန်တော်တို့ခန့်ထားပါတယ်အာဒါပေမဲ့လည်းသူတို့ကအရင်တော့တခါမှလုံးလို့ဘူးတဲ့ဝန်ထမ်းတွေလည်းအများကြီးပါတာပေါ့နော်အဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကအာသူတို့မှာ knowledge ပါမလားဘူး skill လည်းပါမလားဘူး ဲတော့အဲ့နှစ်ခုလုံးရှိရတဲ့ ability လည်းမရှိသေးဘူးပေါ့နော်အဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ကဝန်ထမ်းတွေရွေးချယ်ပြီးခန့်ရတဲ့အချိန်မှာကျွန်တော်တို့ဘာစဉ်းစားရလဲဆိုရင်ကျွန်တော်အများဆုံးစဉ်းစားရတာက attitude ပေါ့နော်အာသူတို့ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိနေလဲကိုကျွန်တော်တို့အရင်စဉ်းစားရတယ်သူတို့နဲ့စကားပြောကြည့်တယ်အင်တာဗျူးကြည့်တယ်ပေါ့နော်အဲဒါအင်တာဗျူးလဲဆိုတာလည်းကျွန်တော်တို့ဟိုရှေ့ရှေ့ဝေးဝေးကြီးအများကြီးပြောနေရတာမဟုတ်ပေါ့နော်တစ်ခွန်းနှစ်ခွန်းတစ်ခွန်းစားနှစ်ခွန်းစားမေးပြီးတော့ဒါသူတို့ရဲ့ attitude ကိုရှားနိုင်အောင်စူးစမ်းတာပေါ့နော်အဲနော်ဟုတ်ပြီ ဲ့တော့အတိအဲ့တော့ကျွန်တော်တို့ဒီဝင်နေတယောက်ခတ်ပြီးဆိုရင်ကျွန်တော်တို့ကဩစကေးကြည့်မယ်သူဘာတွေလုံးတက်တယ်လဲဟုတ်လားသူဘာတွေကျွမ်းကျင်မှုရှိတယ်လဲအာကျွန်တော်တို့ knowledge ကိုကြည့်မယ်ဒီဒီလုပ်ငန်းနဲ့ပတ်သက်ပြီးသူဘာတွေနားလည်ထားတယ်လဲအာဒီလိုမျိုးတွေကျွန်တော်တို့ကြည့်မယ်နောက်ဆုံးကတော့သူ့ရဲ့ attitude ကြည့်မယ်ပေါ့နော်ဟုတ်လား attitude ဆိုတာ wellness လို့လည်းပြောရတယ်ဒီညာဒီအလုပ်ကိုအာသူဘယ်လိုကောင်းကောင်းလုပ်နိုင်မလဲပေါ့နော်စိတ်နေစိတ်ထားဒါကိုကျွန်တော်အဓိကကြည့်တာပါ တချို့လည်းကျွန်တော်တို့ဒီ scale တွေပါမလားအောင် knowledge တွေပါမလားအောင်ဆိုရင် attitude ကောင်းရင်ကျွန်တော်တို့ပြုပြင်လို့ရပါတယ်ဟုတ်အကျွန်တော်တင်ပေးလို့ရတယ်ပေါ့နော်ဟုတ်လားဟုတ်အဲလိုမျိုးနဲ့ကျွန်တော်တို့ဆွဲခေါ်ပြီးတော့ဝန်ထမ်းတွေခန့်မှန်းရတယ်ရှိပါတယ်ဟုတ်အဲ့တော့ခုနကကျွန်တော်ပြောသွားသလိုပဲအဒီဝန်ထမ်းမှာ scale တွေ knowledge တွေ ability တွေအရေးကြီးတယ်လို့ပဲ attitude ကလည်းကျွန်တော်အရေးကြီးတဲ့အထက်မှာပါပါတယ်ဗျဟုတ်ပြီဟုတ်ကျွန်တော်ခုနကပထမဆုံးဟာလေးကိုကျွန်တော်ပြန်ဆက်ရမယ်ဆိုလို့ရှိရင် ဟုတ်ပါတယ် performance ကဒီပြောသလိုပဲ ability ရဲ့ motivation opportunity ရဲ့မြောက်ထားတာပေါ့နော်ဒီသုံးခုရှိလို့ရှိရင်ဝန်ထမ်းတွေက performance ကောင်းတယ်လုံနိုင်စွမ်းကျွန်တော်လုပ်ငန်းမှာလုံနိုင်လုံတာပေါ့နော်အလုပ်လုပ်တာတော်တယ်ကောင်းတယ်ပေါ့နော်ဖြစ်လာမယ်ပေါ့နော်ဟုတ်အဲ့တော့အာဒီမှာ AMMO ကိုရမှာသူကအမြောက်လေးနေပြထားတာပေါ့နော်အဲ့တခုခုကသူကဒီဝန်ထမ်းတယောက်ကလုံနိုင်နေဒါပေမဲ့လည်းသူ့မှာက လုပ်ချင်ခိုင်းနေသိမရှိဘူးစိတ်အားတက်ကြွမှုမရှိဘူးလှုံ့ဆော်မှုမရှိဘူး motivation မရှိဘူးဆိုလို့ရှိရင်တော့ဒါ motivation မှာ zero ဖြစ်နေလို့ရှိရင်လည်းသူ့ရဲ့ performance ကကျသွားနိုင်ပါတယ်နော်အဲ့ဒီလိုပဲဝင်တဲ့တယောက်ကလုပ်နိုင်ခိုင်းတာဆိုတာမရှိဘူး motivation ရှိတယ်လုပ်ချင်တဲ့ခိုင်းနေသိရှိတယ်အာသူ့ကိုဒီနေရာမှာဝန်ထမ်းခန့်မှုရအတွက်ဟွင့်ရေးရှိတယ်ဆိုရင်တောင်မှလုပ်နိုင်တဲ့စွမ်းရည်မရှိလို့ရှိရင်လည်းကျွန်တော်တို့တို့ဒီက performance ရဖို့ခက်ပါတယ် အဲဒီသဘောပဲပေါ့နော်အဲ့တော့ဝန်ထမ်းကတစ်ခါလေးနောက်တစ်ခါမှစိတ်ပြတ်တဲ့တစ်ခါပါရှိလဲဆို opportunity ပေါ့သူတို့မှဒီလုံမှလုံနေရတာသူ့အတွက်ဘဝတိုးတက်ဖို့မရှိဘူးငွေကြေးရလဲစုမိဆောင်မိမရှိဘူးဆိုတဲ့အဲ့လို opportunity မရှိလို့ရှိရင်လဲ opportunity မှာ zero ဖြစ်သွားတယ် performance ကကျနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီရဲ့သူ့ရဲ့အာဒီမှာ theory ရဆိုပြီးတော့ဒီသုံးခုတည်းကတစ်ခုခုရော့သွားလို့ရှိရင်တော့ကျွန်တော်တို့ ဒီဝန်ထမ်းစီက performance မျှော်လင့်မှုခက်ပါတယ်ပေါ့ဟုတ်လားအဲ့တော့ motivation ဆိုတဲ့နေရာမှာလည်းဒီနေရာမှာကျွန်တော်တို့ကလှုပ်ဆောင်မှုဆိုတဲ့နေရာမှာလည်းပေါ့နော်နှစ်မျိုးတော့ရှိတာပေါ့ဗျာတစ်ခါလေးကြလေ motivation ဆိုတာကျွန်တော်စိတ်တက်ကြွအောင်ပါညာလာစာတွေတိုးပြီးတာလို့ရာထူးတွေတိုးပြီးရလို့ကလည်း motivation ဖြစ်တယ်လို့ကျန်တဲ့စီကံပိုင်းဆိုင်ရာအဖြစ်အာဝန်ထမ်းနေဟိုမှာထားပါတော့ဗျာကျွန်တော်တို့90%အတန်းနဲ့ပြရမယ်ပါညာ ပေါ့နော်ဒီနေ့လိုရက်မျိုးမှာဟို OT လုံးဝစင်းကိုစင်းရမယ်စတဲ့ဖြစ်ကျွန်တော်တိကျတဲ့စီကန်းနေရတယ်ဒါတွေကလည်း motivate လောက်တာပါပဲနော်ဟလာဟိုဒါမဲ့ဟိုလို motivation မဟုတ်ပေမဲ့လည်းကျွန်တော်တို့ဒါဖက်က motivation မျိုးပါပဲနော်ဟလာအဲ့တော့အဲ့လို motivation မျိုးနဲ့လည်းကျွန်တော်တို့ဝန်ထမ်းတွေကို motivate လုပ်လို့ရပါတယ်ပေါ့နော်ဒီလုံးမှာလှုပ်ဆောင်မှုပေးလို့ရပါတယ်နော်အဲ့တော့ဒီသုံးခုရှိမယ်ဆိုရင်တော့ကျွန်တော်တို့က performance ကောင်းလာပါမယ်ပေါ့နော်အဲ့လိုမရှိခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့က attitude ကောင်းတဲ့သူကိုရွေးချယ်ပြီးတော့ ျွန်တော်တို့သင်ကြားပေးပြီးတော့ကျွန်တော်တို့ပေါင်းမကောင်းလာအောင်ပြုပြင်ယူရပါမယ်ခင်ဗျာဟုတ်ဟုတ်ပြီကျွန်တော်တို့ဒီမှာနောက်ဆုံး slide လေးမကြည့်မှာပေါ့နော်အဲ့တော့ဝန်ထမ်းတွေရပေါင်းမကောင်းလာဖို့ဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုရင်ကျွန်တော်ပထမဆုံးတော့ဒီဝန်ထမ်းတွေကိုကျွန်တော်တို့လုပ်ချင်တဲ့ အဲ့ခုနော်ဟိုအရင် episode တွေမှာပြောခဲ့တယ်လို့ပဲ target တွေပြောရအောင်မယ်ဒီနေ့လောက်ရမယ် target တွေကျွန်တော်တို့ပဲ target ပလေးပြင်မိရမယ်ဒီနေ့ပစ္စည်းဘလောက်ပဏ္ဏတန်းလက်ခံလို့ရမလဲလက်ခံရမယ်အပစ္စည်းဘလောက် case လက်ခံရမယ်ပေါ့နော်အရင်အတွက်ဒီပြောမယ်ဒါတွေကိုကျွန်တော်ပြင်မိအောင်လုပ်ရမယ်ဟလာ standard တွေကျွန်တော် ပြောထားမယ်လူတယောက်ကိုဘလောက် KPI ပြင်မိရမယ်လူတယောက်ကိုဘလောက် case ကျွန်တော်တို့ picking လုပ်နိုင်ရမယ်ဒီလိုမျိုးတွေကျွန်တော်တို့တတ်မှတ်ထားတဲ့ standard တွေပြောရပါမယ်အဲ တကယ်လို့အဲ့ဒီဟာဝန်ထမ်းတွေအဲ့လိုမျိုးဒီ standard တွေကျွန်တော်တို့သတ်မှတ်ထားတဲ့ standard တွေရောက်လာဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ဘက improvement plan တွေရှိအောင်ဝန်ထမ်းနားမလည်ဘူးဆိုကျွန်တော်ရှင်းပြတာ၄အာဝင်တဲ့အတွက်ကျွန်တော် training တွေပေးသင့်ပေးရမယ်နားလည်အောင်ရှင်းပြသင့်ရှင်းပြသင့်ရမယ်တခြားကျွန်တော်တို့ဘက်က support လုပ်ပေးနိုင်တာတွေလည်းကျွန်တော်တို့ support လုပ်ပေးရပါမယ်ပြီးတော့မှသူ့ရဲ့လုပ်ရည်ကိုင်ကိုကျွန်တော်တို့ဒါ analyze လုပ်အောင် evaluate လုပ်အောင်ပေါ့နော်ဒ ဟိုစမ်းစစ်ရမယ်ပေါ့နော်ဒါဒီနေ့ကိုဘယ်လောက်လုံးနိုင်လဲဒီနေ့ကိုဘယ်လောက်လုံးနိုင်လဲအဲ့တော့ average တက်လာရင်ဘယ်လောက်လဲအဲ့တော့ကျွန်တော်တို့တတ်မှတ်ထားတဲ့ target ကိုမှီသလားဒီလိုမျိုးကြည့်ပြီးဝန်ထမ်းရဲ့ဘာဖောက်မှန်ကိုကျွန်တော်တို့ကြည့်ရပါမယ်အဲ့တော့ကျွန်တော်တို့တတ်မှတ်ထားတဲ့ဟို device standard ရှိမယ်အာဒီဝန်ထမ်းတယောက်ဆိုရင်ဟိုတရက်ကိုဟို case အဲပနထောင်ပီကီလုံးနိုင်မယ်ဥမာ400ပီကီလုံးနိုင်မယ်ရမယ်လို့ကျွန်တော်သတ်မှတ်ထားတယ်ဆိုလို့ရှိရင်သူ့ရဲ့ actual performance က400ကိုရောက်လားမရောက်လား over ဖြစ်နေသလားကျွန်တော်တို့ကြည့်ရပါမယ်အဲ့ တကယ်လို့ယော့နေလေဘာကြောင့်ဖြစ်တယ်လဲများနေလေဘာကြောင့်လဲကျွန်တော်တို့ standard ကပဲယော့နေရတာဒါမျိုးကြီးကျွန်တော်တို့ကြည့်ရပါမယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ကလုပ်ငန်းရဲ့ KPI ကိုကျွန်တော်တို့ပြန်ညှိရပါမယ်ပေါ့နော်ဟုတ်ဒါလေးကတော့ကျွန်တော်ရဲ့အမြင်ပေါ့ဗျာတကယ်လို့ဒါမိတ်ဆွေတို့ဘက်ကဆွေးနွေးကြရမိကွန်မိတရားရှင်လေကျွန်တော်မိလို့ရပါတယ်ကျွန်တော်လည်းအာစဉ်းစားမိသမျှအလေးတွေကျွန်တော်ဒီလိုမိုးလေးတွေ sharing လုပ်သွားပါမယ်ဟုတ်ကျေးဇူးများတင်ပါတယ်